ိတ်ဆင်းရဲအောင်လုပ်မယ်လေလားလေမစင်းသားနဲ့เนาะကျမကိုလောက်တာနဲ့ကျမလည်းသူတို့ပဋ္ဌာန်းကျမ်းကြီးနဲ့ပြန်တိုက်မှာကျမမနည်းအပြည့်ပြောတော့ကျမကိုလူပုံမှာကျမကရောက်နေတဲ့အတွက်ကျမကပို့ပြီးမြင့်မြတ်တယ် ီဒီယိုလေးကကျွန်တော်တို့အားလုံးကိုတည်ယူစရာတွေပေးတဲ့ဗီဒီယိုလေးလို့ပြောလို့ရတယ်လို့လက်ရှိအချိန်မှာအရန်ကိုဟစ်ဖြစ်နေတဲ့ဗီဒီယိုလေးလို့လည်းပြောလို့ရပါတယ်။တနည်းအားဖြင့်ပွဲလို့လည်းပြောမယ်ဆိုရင်ပို့ပြီးတော့မှန်ကန်ပါတယ်။ဒါပေမဲ့ပွဲဆိုတဲ့နေရာမှာသူကလူလူချင်းဖြစ်တဲ့ပွဲတော့မဟုတ်ဘူးဗျ။ကျွန်တော်တို့တိုက်တီဥစ္စာဆောင်တွေနဲ့ဖြစ်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်လည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကြောင့်ကျွန်တော်ရှိရှိနေကြတဲ့ဗီဒီယိုတွေအတွက် knowledge share တွေအနေနဲ့ပြန်လည်ပြီးတော့တင်ဆက်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဆိုတော့အမှတ်ပါရီပြောရတဲ့ကျွန်တော်တို့အတူကြည့်မယ်ပြီးကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ Okay ဆိုတော့ကြည့်လိုက်အောင်။ဥစ္စာဆောင်တွေကျွန်မပြောချင်းကြီးတိလိုက်။မနေ့ကလည်းကျွန်မဖိုးရကုန်ပြားမှာပတ်ပတ်ဆက်ဆက်ကို 表嘞，俺家们规矩。 ကျမဘာပြောလဲဆိုတော့ဒီစားကြည့်နော်ကျမကလက်ရှိလူပုံမှာရောက်နေတာကျမတကယ်လှူဒန်းဆရာတော်တွေနဲ့ထိတွေ့ပြီးတကယ်လှူဒန်းပေးနေရတာကျမအဲ့ပထန်းချမ်းကြီးတကြံတကြံကိုချမ်းလွဲဆိုအချိန်30လောက်လေးတဲ့သိလားကိုအုပ်တွေကြီးလို့အမီအဲ့ဒါကိုဖင်ထောင်မှပြီးကျမဆရာတော်တွေစီသွားလှူပါလားနော်စာအုပ်တွေရလဲအလေးကျမတကယ်လူကြီးမှလာပြီးတော့လောက်ကင်ပေးနေရတယ်လူနော်အဲ့ဒါကိုကျမကိုဟိုလီယူလို့စိတ်ဆင်းရအောင်လုပ်မယ်လေလာတယ်မစင်းသားနဲ့နော်ကျမ မကိုလှုပ်တာနဲ့ကျမကလည်းသူတို့ပထမချမ်းကြီးနဲ့ပြန်တိုက်မှာကျမမနည်းရအဖြစ်ပြီးတော့ကျမကိုလူပုံမှာကျမကရောက်နေတဲ့အတွက်ကျမကပို့ပြီးမြင့်မြတ်တယ်လူပုံကနေအထက်ကိုတက်ချင်လဲရတယ်လူပုံကနေယဟန္တာဖြစ်ချင်လဲရတယ်လူပုံကနေအဝီစိကိုစင်းချင်လဲရတယ်လူပြည်ဟာမိန်မယ်အဲ့တော့ကျမကလူပြည်ကိုရောက်နေတဲ့မိန်းမဖြစ်တဲ့အတွက်ကျမဒီသူတို့ထပ်ပို့ပြီးတော့မြင့်မြတ်တယ်အဲ့တော့ကျမစိတ်ချမ်းသာအောင်ထားရမယ်ကျမမနည်းရခါလဲပြောတယ်ငွေကိုတိုတီတိုတီနဲ့ပေါ ကစပွင်းနေပြီလာမပေးနဲ့နင်တို့ငွေတိုးတီတိုးတီစောက်ကစီနေပြီလာပေးငါလဲနင်တို့အလှူတန်းလုပ်မပေးဘူး ကျမလည်းပြောတာပြက်တယ်နင်တို့ငါ့ကိုတိုက်ရင်ငါလည်းနင်တို့ကိုဟောဒီတောင်ရင်းသားနတ်ပြည်ကနတ်တွေအခုအညီပထန်းချိုင်းနဲ့ပြန်တိုက်ငါလည်းငါနဲ့နဲ့ငါတိုက်မှာအဲ့တော့ကျမကပြောပုံတစောက်ဆိုပြီးတော့ငါ့ကိုလာပြီးတော့အချိန်ချောင်းနဲ့ငါကလူပုံမှာနင်တို့လှိုချင်တဲ့အလှူအတန်းတွေကိုအခုငါဥဆောင်ပြီးလုပ်ပေးနေရသည်ပထန်းချိုင်းတကြံတကြံအနေချင်းဘလောက်လေတော့ငါဆရာတော်စီစီရောက်ဖို့နော်နေဘက်တွေစင်ပို့တော်ပေမန်းလေးတွေဒုက္ခတွေကိုကြောက်ချင်ဟင်အဲ့ဒါကိုလင်ယူလို့စောက်ပြေတော့ လားမပြောနဲ့အပွေးနဲ့အပားနဲ့လူပြည်ရောက်မှာတော့ချစ်တတ်တယ်ကြိုက်တတ်တယ်ခဲ့လို့အဲ့ဒါငါ့ကိုရေးကိုယ်တာကိစ္စနင်တို့ဝင်မပါနဲ့လို့ကျမမိရခါတယ်ပြောတာအဲ့တော့ကျမပြောတာသူတို့နင်တို့ကိုလေးလို့ငါမိုးကုတ်ဆရာတော်ကြီးရဲ့အိမ်ရားကိုနာခိုင်းပြီးလာခဲ့ပိုက်ကဟာလေအုတ်တဆောင်နဲ့အကုန်တန်းစီပြီးတော့နရင်ရိုက်တယ်ဘာဖြစ်လို့လုံးသိလားဆရာတော်ကြီးပြောတယ်လေဝေဒနာပြစ်စရာတဏှာ ကတနာပစ္စယဥပါဒံနဲ့အဲ့ဥပါဒံဆွဲလာနေလို့အဲ့ပစ္စည်းတွေစောင့်နေရတာလေလို့မချွတ်မလွတ်နိုင်မင်းနဲ့အဲ့တော့ငါ့ဘိုးတော်နေတော့ဘွားဥဒ္ဒဆောင်ဘွားလည်းလာဖို့စိတ်ကူးတဲ့တော့မထေဘူးငါကပရိသတ်သမုတ်ဘကိုမှတလပဲပြုတ်ပြီးတော့ငါဒီမှာကြာနေပြီပရိသတ်သမုတ်ဘကိုသိတဲ့အတွက်သစ္စာတရားကိုသိတဲ့အတွက်လုံးဝပြန်မလာဘူးနေတော့ငါ့ကိုတတ်ချင်တိုင်းရတယ်ငါကတော်ရင်သာနတ်ပြာနတ်တရဲ့ တော့ပဋ္ဌာန်းကျမ်းကြီးနဲ့ညီတို့ပြန်ခိုင်းပါအဲ့တော့အခုအလှလုံနေတယ်ညီတို့ကငါတုတ်ကင်ပေးနေတယ်ငါကိုစိတ်ဆင်းရဲအောင် လုပ်တာနဲ့ညီတို့အလှငါတုတ်မပေးအနည်းကကျွန်မရွှေကုံဖျားပေါ်မှာပြောတာအပြက်စောက်ဆံကစင်းနေပြီတော့တီတော့တီလုပ်ပေးညီတို့ကငါလုပ်မပေးချက်ချင်းလေကျွန်မငွေမပေးအလှမလုပ်ဘူးဆိုတော့ချက်ချင်းအလှလုပ်ပေးခါဟုတ်တယ် โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအရင်ကသဘောကျစရာကောင်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါကျွန်တော်ကြည့်ရှုနေကြရပြောရည်လဲဒါသဘောကျကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အားလုံးတော်တယ်တကယ်ကိုတည်ယူစရာတွေပါတကယ်တကယ်တော့တကယ်ကိုတည်ယူစရာတွေပါဘာကြောင့်လဲဆိုတော့ ဲတချို့တွေဆိုရင်အရန်ကိုကြောက်ကြတယ်เนาะတိုက်ကနေလာတယ်ဆိုရင်ပြန်ခေါ်တဲ့အခါကျရင်သူတို့မှအဲအဲ့ဒီကိုပြန်မသွားခြင်းတဲ့အတွက်အမျိုးစုံကျိုးခုံပြီးတော့လှုပ်ကြရတယ်လေเนาะဆိုတော့ဒီအမကျတော့ပြောင်းပြန်ပြန်သူကပြန် fight သူကပြန် fight တာเนาะတကယ်လည်းလေးစားဖို့ကောင်းပါဘာလို့လဲဆိုတော့ကျွန်တော်ဒီအသက်အရွယ်ရောက်လာတဲ့အချိန်ထိဒီလိုမျိုးပြန် fight ရဲတဲ့ เนาะဒီလိုအမမျိုးကျွန်တော်တစ်ခါမှမတွေ့ဘူးဒီအမကတော့ကျွန်တော်တကယ်လေးစားပါတယ်เนาะတကယ်လေးစားပါတယ်တကယ်လေးစားပါတယ်ဟုတ်လဲဆိုတော့လုံးဝခက်ပြက်ပြက်ပဲအေးနင်တို့ငါ့ကိုတိုးတိတိုးတိတော့မပေးနဲ့เนาะနင်တို့လုံးနေတဲ့ဥစ္စာတွေအကုန်လုံးရပ်လိုက်မယ်သူကပြန်ပြီးတော့တော့မှပြောမယ်ဆိုရင်เนาะဟိုဘယ်လိုပြောမလဲအင်းချောင်းလိုက်တဲ့ပုံစံတော့ဖြစ်သွားတယ်เนาะတော်တော်လေးတော့မိုက်ပါတယ်ပေါ့เนาะပြောပုံစုပုံနေအပြင်သူ့ရဲ့အယူဆတွေလည်းမှန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရောက်ရှိနေတာလူပြည်ဖြစ်တယ်လူပြည်ကဘယ်နေရာပဲတော်တော်ရတယ်အပေါ်လည်းတော်လို့ရတယ်အောက်လည်းတော်လို့ရတယ်เนาะကြိုက်တဲ့နေရာတော်လို့ရတယ်ဆိုတော့ တော်ကြည့်ရှုနေကြတဲ့ viewer တွေအနေနဲ့လည်းအဲကိုရောက်ရှိနေတဲ့နေရာကိုသိဖို့လိုပါတယ်ဗောနော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကဘာလဲဆိုတော့အဲဒီဖြစ်စဉ်မှာကျွန်တော်မြင်အောင်ကြည့်တာဗောနော်ဒီဖြစ်စဉ်နဲ့ပတ်သက်အမပြောရတဲ့ဆိုတဲ့ပုံစံနဲ့ပတ်သက်ပြီးကျွန်တော်မြင်အောင်ကြည့်တာဘာသွားတွေ့ရလဲဆိုတော့အမဒီလိုမျိုးအဲပြောမယ်ဆိုလူကြီးမှာเนาะပြောမယ်ဆိုရင် fighter ပုံစံနဲ့ဗောနော်အဲ့လိုပဲကျွန်တော်သုံးထုံးလိုက်တော့ fighter ပုံစံနဲ့သူတို့ပြန်တုံ့ပြန်လိုက်တဲ့အချိန်မှာအဲသူလာတဲ့ပြောမယ်ဆိုဌာနေမှာဆိုရင်ဘာတွေဖြစ်နေမလဲဗောနော် ဘာဖြစ်နေလဲဆိုတော့တူလာခဲ့တဲ့ပြောမယ်ဆိုတိုက်လာဟာလာတိုက်ကနေလာဆိုတော့လေအေးအဲ့အဲ့တိုက်ဆိုတဲ့နေရာမှာတိုက်ဆိုကျွန်တော်လည်းမငြင်းဘူးဒေးတွေကြတိုက်ဆိုရလေကြားပဲကြားဘူးတာတိုက်ဆိုဘလိုမျိုးလဲပေါ့နော်အေးပြောရင်လည်းတောင်နေဖြစ်နေအောင်မယ်နော်ကျွန်တော်သိတာဟိုငှက်တိုက်တို့ကြက်တိုက်တို့အေးအဲ့ဒါတွေပဲသိတာလေဟိုတိုက်ဆိုတာကြားပဲကြားဘူးတဲ့အေးတိုက်ကြီးကိုနှလုံးထဲမှာမြင်အောင်မမြင်ဘူးသေးတာလေနော်ဆိုတော့အဲ့ထားပါတော့အေး တိုက်မှာပေါ့နော်ပြောမှာအကြီးကဲဖြစ်တယ်သူတို့ကမေမေကြီးလားဖေဖေကြီးလားအဲဥလို့ဆိုဒေါသကြီးပေါ့ဝဲနေလောက်ပြီကျွန်တော်ယုံကြည်တာလေနော်ဘာဖြစ်လဲဆိုတော့သူတို့လည်းတိုင်ရမှာလေနော် report တွေတင်မှာပေါ့သူ့ရဲ့သားသမီးတွေကမေလွှတ်လိုက်လို့အခုတော့လူပြီးရောက်သွားပြီလူပြီးကနေအခုဆိုရင်ပြန်မလာကြတော့ဘူးနော်ယောက်ျားတော်ယူတော့မယ်ဘယ်လိုလုပ်ကြမလဲဆိုရင်ပွဲတွေစုနေလောက်ပြီပေါ့နော်ပြောမယ်ဆိုရင်အဲ့တိုက်မှာလည်းတော်တော်လေးဟိုပွဲတွေဖြစ်နေပြီဒေါသကြီးလည်းအကြီးကျယ်ပေါက်ကွဲနေလောက်ပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ तू ကလည်းအဲ့လိုပေါက်ကွဲလဲ तू ကဂရင်းမဆိုင်ဘူးနော်သူ့မှာလည်းဗာလဲကြံကြီးတွေနဲ့ तू က သူ့မှာအင်အားရှိတယ်ဗျာသူကလည်း net ပြီးကနဲ့တေကိုသူကခေါ်ထားပုံရလားအဲ့ဒီနဲ့တေနဲ့သူကပြန်တိုက်ပေးမယ်လေဒါရှိတယ်ပိုးရတော့တော်တော်ကြိတ်ကောင်းပါဗျာတော့ဘာကြောင့်လဲဆိုတော့တက်အဲဒီဟိုတိုက်တေနဲ့နဲ့တေနဲ့ fighting ပလေးတဲ့ဒါပွဲကိုကျွန်တော်မကြိုက်အချိန်တွင်းမှာတော့မြင်ရကောင်းမြင်ရနိုင်တယ်ပေါ့နော်โอเคဆိုတော့ဒါလေးကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကြည့်ရှုနေကြတဲ့ပရိသတ်တွေအတွက် အဲဒီအမရှိကနေဘာပဲဖြစ်ဖြစ်သင်ကန်းစာတွေပေါ့နော်သင်ကန်းစာတွေရကြမယ်လို့ယုံကြည်ပါတယ်လို့ပြောကြရင်လည်းပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဗာမျက်မှတ်ချက်ပေးချင်တယ်မှတ်ချက်ပေးချင်တာရှင်ကိုမဲမှာရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မျှကြည့်ရှုအားပေးနေကြတယ်ပြီးတော့ဒုတိယအစီအစဉ်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံးညီပါဗျ See you next video